dashboard အောင်ရာယူပါမလဲဆိုလမ်း down ထဲမှာအကုန်လုံးနဲ့တူတူပဲကြည့်ရှုလိုက်ကြအောင်ဗျာကဲ love down ကနေချိုးဆိုလိုက်ပါတယ်107သူရဲ့ regular season show 1ဆိုတဲ့နေရာကနေတစ်ဖက်ကမတစီရာယူနိုင်မလားဆိုတာမျိုးတော့ပြန်ပြီးကြည့်ရမယ်တင်းဆဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူတို့မှာတော့ကျွန်တော်တို့ဒါ way 1 free player တွေမတစီဘက်မှာဆိုလို့ရှိရင်လေ way 2 mv player နေကိုလည်းပါနေနေတာတခုဗျာတကယ်ကိုကောင်းတဲ့ player နဲ့အတူပဲကျွန်တော်တို့ဒီအချိန်ဒီအမတ်တာမှာ hit ဖြစ်နေခဲ့တဲ့ fighter တွေတသိအမြင်ရမယ့်ပွဲတစ်ခုပဲဖြစ်ပါတယ်။อืมကျွန်တော်တစ်ဖက်မှာလည်းเนาะကျွန်တော် Juno Juno Go လည်း Bane နဲ့ပြန်ပြီးတော့ထွက်လာတယ်တစ်ဖက်မှာလည်း OP အနေနဲ့ CC ပြအဲ့တော့ Boba Lady မြင်းနေဆိုရင်နေတာတစ်ခုပဲသုံးချပြဖို့ရတယ်။ First blood ကိုတော့စတင်ပြီးတော့ Bane 7ကိုပေးထားသေးတယ်ဗျာ။ Bane 7 0 minute 1k စပြီးယူထားနေတယ်ဗျာ။တစ်ဖက်ကဂျန်ကေစုံနေတော့ဝင်ဖို့သူတို့ချန်စီနေတာဗျာ။ Danger Grunt လိုမတ်မျိုးမှာတော့သူတို့မှာ မဲ့ advantages အများကြီးရှိတယ် UNS တွေရောနောက်မှလည်း lucky ရဲ့ season ချင်းတစ်ဖက်ကဂျန်ကဲဆုံးလိုက်လံဖြတ်စည်းနေတဲ့ဘကင်း flash lucky တော့ limited sense နောက်ကြပြီဗျာ game flash နေနဲ့ game မ2မှာတော့တကယ်လို့ performance တွေအများကြီးပြတ်သားထားတဲ့ lancelot လို့ကျွန်တော် ပြောလို့ရရတယ်ဒီ game နဲ့မ2ဒီ game နဲ့3မှာတော့ game flash နေသူ့ရဲ့ jungling zone လေးကိုပါစတင်ပြီးတော့10 7နေနဲ့ pressure ပေးနေရဆိုတဲ့အရေးအယောင်လေးကိုတော့သွားပြီးတော့မြင်တွေ့ရတယ်အဓိကလည်း mobility နဲ့မြင်းနဲ့အပြင်ကိုမှသူ့ရဲ့ rotation တွေ flanking တွေဆိုတာတောက်လျှောက်ကိုဂယူးဆိုက်ရမှာဗျာဒါပေမဲ့ဘိုးရဲ့သူ့ရဲ့ unbreakable ဒါအမြဲတမ်းတုံးချနိုင်တဲ့အချိန်တွေကြာရင်တော့ဘက်တင်မှာ impact တွေကအများကြီးတော့ပြောင်းလဲသွားလိမ့်မယ်ဗျဟုတ်တယ်ဘိုယေးရဲ့ unbreakable တွေမေးလို့မရဘူးဘိုယေးရဲ့ pick off တွေကျွန်တော်ဒါ flanking နေရ game 1 game 2မှာတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ဆိုတော့အချက်ကိုကျွန်တော်တွေလုံးဝမေးထားလို့မရဘူး10 7အနေနဲ့ရတော့ခဲ number 2မှာ King Flag ရဲ့ပန်ထားကြောင့်ကောင်းကောင်းသိသွားတဲ့အချိန်တစ်ခုကြောင့်တော့ King Flag ရဲ့ဂျန်ငယ်စုံအားလီမာရဲ့ live ဖြတ်စည်းနေရမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။ပေါ်လမ်းမှာတော့ CK level 4နဲ့အတူပဲ down shot rotation ပြန်ကြဖို့တော့ဂျန်ငယ်စုံတွေကိုတိုးလာပြန်ပြ။ဒီနေ့နှစ်သင်းရဲ့ rotation မှာတော့တော်တော်လေးကိုသွားတူရဲ့အချက်တွေပေါ့နော်။ဒီဟာကတော့ကျွန်တော် EHB lane ကိုအရင်ဆုံးသွားပြီးကြည့်တယ်။ Africa ပေးထားတဲ့ဂျာဒန်ပတ်သက်ပေါ့။ပြန်ပြီးကောင်းကောင်းလေးထောင်းလိုက်ဆိုရင်ဂျာဒန်ပဲ tornado damage နဲ့ခွန်းတယ်။တော်တော်လေးကတော့နာနေပြီဗျ။အိုးအဲ့ဒါမဘိုးရဲ့ထမ်းပေါက်ကိုစပြီးဖြိုးလိုက်ရင်ဒီမှာ Hugh တကောင်မသိသေးသူတို့ဂျန်ငယ်စုံပြန်ကာရင်တော့ရရှိထားသေးတယ်။35မှာတော့ Hugh တကောင်တကောင်ကိုစီကိုစီနဲ့ပဲ level 4ထဲမှာပြန်ကြည့်မ ဲ့ဆိုတော့ဈေးရန် level 4ရရှိထားတဲ့ချိန်တခုမှာတို့မှ Nico level 3နဲ့ level 4 fan over ရှိသေးတယ်ဗျာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ Tartar Dance လေးမှာတော့ Simple Tin 7အနေနဲ့စတင်ပြီးတော့ရေးတီတီရောလုံးနေဘူးရဲ့ break back ခေါ်ထားသေးတယ်နောက်ကနေပြ backup ရှိတဲ့နေတာတခုမှတော့ instant ပြတ်သွားဖို့အတွက်တော့တော်တော်လေးတော့ chain နေတယ်ခွန်အနေနဲ့ backup ရောက်လာခဲ့ဆိုရင်လည်းတော်တော်လေးတော့နောက်ကျနေနောက်ကနေပြ Nico ရှိတဲ့ဆိုရင်လည်းခွန် flick a lane shake အပေးလိုက်ကြတော့ CN တော်တော်လေးတော့နားနေပြီဆိုရင်လည်း backup damage တွေ Tin 7ဘက်မှာအပုံလိုက်ကြီးရှိနေတယ်ဗျာဒါစီတော့ဒေးတက်လာခဲ့ဆိုတော့ညာလေတစ်ဖက်က Jungle Zone လေးကိုဝင်သွားတဲ့နေသားတခုမှတော့3 connection နေကြတယ်မဟိ AUK နှစ်ကောင်လောက်တော့ပြန်ပေးထားသေးတယ်။တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် King Flash အားလီမာတဲ့သူတို့ရဲ့နှိမ်ခံနေခဲ့တဲ့ Family Pattern ကြားမှာတာတေကိုတူးတူးနိုင်ပါမလားတော့ပြန်ကြည့်ရမယ်ဗျ။ Nico ကိုသူရတော်လီနဲနေတဲ့အခါတခု ကင်ဖလက်ပန်ချာလေးပြန်ကြည့်နေတယ်ဗတာတဲ့ reset တော့ပြန်ကြပါပြီနေသားကတော့ကျွန်တော်တို့တိုက်ဒီ lock ဒီ sorry ကျွန်တော်ဒီတာတဲ့ dance ကိုတော့လွယ်လွယ်ကူကူမပေးကျင်တဲ့အနေထားလေးတစ်ခုပေါ့နော်အဲ့တော့10 7 pattern လေးပြန်လေပြီးတော့10နေတူတဖက်ကလည်းဘိုးရဲအနေနဲ့ front line နဲ့မကောင်းကောင်းယူထိန်းလိုက်ကြတဲ့ lucky တာတဲ့ကတော့ရောင်းလို့ယူထားသေးတယ်ဗျဟုတ်ခေါင်းရဲ့ back line မ lucky ပြန်ပြေးနေတယ်မခေါင်းသွားလို့ချာမှာညက်သွားနေတယ် he get ထပေးလိုက်ရတယ်ဗျတာတဲ့လည်း10 7ရရှိခဲ့တယ်လို့ he get ဒီအချိန်မှလည်းလေးကောင်လောက်ထိပါပါနေခဲ့ပြီဗျအခုအချိန်မှကတော့တန်ပေါက်နဲ့ CN ရဲ့ဒါ Juro က Mid Juro က River area တခြားမှာ dominate လုပ်နေရဆိုတော့ကျွန်တော်ညင်းလို့တော့မရဘူး။ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့အချိန်ကျရင်ဘိုးရဲ့ amplifier ပဲနောက်ကနေပြီးတော့ Nico ရဲ့ red line နဲ့ brass damage တွေချားထဲမှာတော့ Melody ဘာတွေများအပြောင်းလဲများတဲလာနိုင်မလဲဆိုတော့ကြည့်ရမယ်။ Lonzo ကတော့ pick ထားတဲ့ hero draft pick ကြီးကတော့ heat ဒီ10 7တီသူတို့ရဲ့ mobility ပေါ်အတုံးချပြီးတော့ rotation တွေ flanking တွေကောင်းကောင်းပေးနေတယ်ဆိုတော့နောက်မှာတော့ မက်တစ်စီရင်ဆိုင်ရတာတော်တော်လေးခက်ခဲနေရဆိုတော့ကျွန်တော်ရင်းလို့တော့မရဘူးဗျဟုတ်တယ်သူတို့ရင်ဆိုင်နာတွေကတော်တော်လေးခက်ခဲနေရလို့ပဲကျွန်တော်တို့ခောက်ချက်ချအောင်မှာပဲဗျ Dangerous Grab လို့မတ်မျိုးမှာ rotation ကတော်တော်လေးအန်နီယံများတယ်ဆိုပေမဲ့လေဒီချိန်မှာပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Kalia ရဲ့ Uranus တွေ Yisen Shin တွေဂျားထဲမှာတော့ Alibai နေမှာပြန်ကြည့်မယ်ဆိုလို့ရှင်တစ်ဖက်က Yisen Shin ရဲ့ Jungle Zone ကိုကျွန်တော်အဖို့ Jungle အောက် Jungle အကုန်လုံးအမြဲတမ်းနောက်ခံနေရတဲ့နေရာတစ်ခုဗျအဲ့လိုကြောင့်မလို့လေမက်တစ်စီ First of the Fight မှာသူတို့လိုချင်နေခဲ့တဲ့ Advantages မျိုးရှာမရခဲ့တာလို့ကျွန်တော်တို့သုံးသပ်ရမှာပဲဗျဂျာဒီက Sustain Hero တွေနဲ့တောက်လျှောက်ကောင်းတိုးနေတဲ့ဆိုတော့ Team 7 Dan Yu ုခံနိုင်မှုအတွက်ကောမိုက်သစ်စီကကောင်းကောင်းယူကြိုးစားရမှာလေပြီးတော့ CN ရဲ့ဇုံးရင်းကလည်းရှိသေးတယ်အဲ့ချက်တွေကိုလည်းရှောင်ရှားနေရတယ်ဆိုတော့အားလီဂိမ်းမှာဖောင်တယ်ဖို့အတွက်ကောခက်ခဲမှုလေးတော့ရှိနေရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျရင်တော့ကျွန်တော်တို့ဒီ Junior ရဲ့ combination တွေအဲ့ကျရင်တော့ Daddy Clash ဒီ Daddy Clash တွေပါရင်လည်းနောက်ကနေပြီးတော့ကျွန်တော်တို့ဒီ Unbreakable AOG အဲ့ဒီနဲ့ပြန်ပြီးတော့ combination ကြာလာမယ် Spare Casting တွေပြန်ပြီးတော့ထတ်တူကြာလာတဲ့အချိန်ကျရင်တော့မိုက်သစ်စီအနေနဲ့သူရဲ့လုံးကွက်လေးတွေကိုဖြည်းဖြည်းချင်းစီပြန်လဲပြီးတော့ရှာတွေးလိုက်မယ်လို့တော့ထင်တယ်ဗျအဓိကတော့ကျွန်တော်တို့ဒါဘူရဲ့ timing တစ်ခုကိုကျွန်တော်ဆောက်ရမယ် Junior ရဲ့ timing တစ်ခုကိုဆောက်ရမယ်အဲ့ timing နေချာမှာ main game timing ထိ ီမသစီသူတို့တောက်ပလာမယ် strategy တခုအသက်သွန်းလာမယ်အရာလို့ကျွန်တော်တို့ပြောရလိမ့်မယ်ဗျအဓိကတော့ရှေ့မှာ AOG တွေဝင်နေတဲ့အချိန်တခုမှာတော့ deadly cash တွေနဲ့ spare combo တွေပေါင်းလို့ရသလိုဒီချိန်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Nico ရဲ့ protection park နေတဲ့တောက်လျှောက် light suit ပေးတဲ့ Dan တွေကိုလည်းတစ်ဖက်ကတင်းဆယ်ပန်းခံစားနေရအောင်ပါဗျအဲ့တို့ကြောင့်မလို့တော့ဒီ time manager မှာမသစီသူတို့ making time လောက်ကိုတော့ဆွဲခေါ်ပေးဖို့တော့လိုလိမ့်မယ် early by minute မှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Unis Kalia တွေ durability အရန်တောင့်တင်းနေတဲ့အနေအထားတခုမှာရှိတယ် Healy Fighter မှာတော်တော်လေးမြန်ဆန်နေတဲ့အနေအထားတခုမှာရှိတယ်အဲ့တို့ကြောင့်မလို့တော့ဖြိုးဖြက်ဖို့ကတော်တော်လေးခက်ခဲနေခဲ့လို့ကျွန်တော်တို့ကောက် ောက်ချက်ချမှာပဲဗျာ Ionic HD Tornado Damage D နဲ့ကောင်းကောင်းကြီးကိုလိုက်ပြီးတော့ဒါ damage ပေးနေတဲ့ပုံစံမျိုးပေါ့နော်တစ်ဖက်ကနေလည်း front line နဲ့ကိုတိုးရတာခက်ခဲနေရဆိုဒီအခြေအနေအားလုံး Mathis ဘက်ကနေပြီးတော့ပြန်ပြီးတော့ Taylor နိုင်ချေရှိတယ်ဆိုတော့အခြေအနေတွေအရရက်တွေအကုန်လုံးကိုလည်း Dane 7 ကြိုပြီးတော့တည်ပြီးသားအဲ့တော့ဒီຢာရီဖြစ်မလာခင်မှာတို့တို့ဒီ shutdown ချတင့်နေဆိုတော့ဒါ lane match up ကရှိတဲ့ hero တွေကိုတော့တောက်လျှောက်လိုက်ပြီးတော့ shutdown ချထားရဲဆိုတော့အချက်တစ်ဖက်ကနေပြီးတော့ဒါ game flash အနေနဲ့ game နဲ့မတူးမှာသူ့ရဲ့ landslot တွေတော်တော်ကြီးအောက်ပလေးတော့ပြောက်သွားတယ်ရှုံးမခဲ့တယ်ဆိုပြီးမဲ့လို့ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာ game flash ကိုတိုင်ကအစ pressure ပြီးနေတဲ့အနေထားဆိုတော့ method ပါမယ်အသင်းဒီဘယ်အသင်းဖြစ်မလဲဆိုတော့ကြောအားလုံးနဲ့တူတူပဲဆက်လက်ပြီးကြည့်ရှုလိုက်ရအောင်ဗျာကဲကျွန်တော်တို့ဒါဘယ်အသင်းကဒီ match point ကိုယူသွားမလဲတင်းဆယ်မန်းနေနဲ့သူတို့ရဲ့ရှုံးဝဲမရှိသေးဘူးဆိုဆန့်ကျင်ကိုမသိစီရပဲချိုးဖြတ်သွားမလား 他们为了填塞班，就在尾啊，在尾那边吹嘛。这种弯的话，前面沿我就是这一趟路断了，也没拉住了。你如果要填平，你的哥们是起码水泥给路压坏的。水泥呢，在没得坑嘛，就填塞班。如果 DJ 你没填个走，你要修木塔子，别别啊。Game Flash 你呢？如果填个恁走呢，俺们你来老嘛，赢嘛龙舟呢，龙舟我们是得看拉这个了，打比较远的，不咯？三大建设的路呗，填塞班你呢？赛的有咯，赛几啦？别别啊。赛的有呢，有咯，填塞班，啥比看跟你讲啦？你他妈的坑呢，还有个贝塔有啊。 3 minute time မှာ Hugh က3ကောင်ပေးထားတဲ့အနေထားအရာတော့ခွန်စီက damage ရောက်ဖို့ကိုကျွန်တော် making time လောက်ထိမှမျောနေတော့မရသေးဘူးကျွန်နေခုံနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း main lane မှာသူ့နေနဲ့ comfortable ဖြစ်နေတယ်ဆိုတော့ညာလေ team combination အရာမှာတော့10 7 2.5ကျတဲ့ဂိုးလေးရရှိနေတဲ့အချက်တခုကြောင့် main domination ပိုင်းမှာတော့မသိအားနဲ့နေကြတာမျိုးကျွန်တော်ထပ်တွေ့ရပါအောင်မယ်ဒီအားနဲ့နေတဲ့အချက်ဒီအားလုံးတော့ပြန်လည်ပြီးဖြည့်ရှင်းဖို့အတွက်ကတော့လိုမယ်ပေါ့နော် unbreakable တန်ပေါက်ကိုဖြတ်ဖို့အတွက်ကတော့လည်းလေခဲရင်းနေရဆိုရဲအလျောက်မှာတော့ king flash နေကိုသူတို့နေ jungle zone ကိုပဲပြန်လည်ပြီးတော့ပဲ safe အောင်တော့ထားထားသေးရဗျာဒီအချိန်မှာတော့ cg အနေနဲ့ lane cutting နေလုံနေပေါ့နော် lane cutting ပြီးသွားမယ်ဆိုရင်တော့ mid ကို combination ကျလာတဲ့အချိန်ကျရင် medicine အနေနဲ့ဖြည့်ရှင်းဖို့ plan b များရှိမလားပေါ့ တင်းဆဲမှန်ဒီချိန်မှာတော့သူတို့ဒီ Danger Aggress ဂျားထဲမှာတပတ်ကဂျန်ကယ်ဇုံတွေကိုစိုးမိုးထားတာမျိုးတွေ့ရတယ်ပွင့်လင်းပြွားလို့ရှိရင်ကျွန်တော် Fighter ရေထုတ်ပြီးတော့ကြောက်တာဂျန်ကယ်ဇုံတွေလိုက်စိုးမိုးမိုးကြိုးစားတယ် Expanding Reaper မှာပူပြီးကောင်းနေဆိုပေမဲ့ဒီချိန်မှာသူတို့ Mad Vengeance အများကြီးချလို့ရ Heroine နဲ့ Apollo Gang ကြီးမှာခွန်ရဲ့၄ချိန်မြောက်တင်းဆုံးခြင်းကို၄မိနစ်မှာတင်းဆဲမှန် ရောက်လိုက်ပြန်ပြီဗျခွန်တောက်လျှောက်ကြီးကိုကျွန်တော်ရှင်းခံနေရတယ်ဆိုတော့ပုံစံမျိုးကိုတော့သွားတွေ့နေရတယ်ဗောနော်ဒီအချိန်တွေမှာလည်းကျွန်တော် OP Chun တို့ဘာမှတော့တိတ်ပြီးတော့မထိမပါရှိနေသေးတယ်ဆိုပေမဲ့လို့ OP အနေနဲ့ assistant တစ်ခါတော့သွားပြီးတော့ရထားသေးတယ်ဒီအချက်တွေဒီလေကင်းဆိုင်တော့ပြန်ကြည့်စရာအချက်ဖြစ်မလားဆိုတော့ကြည့်ရမယ်ဗျဒီအချိန်မှာလည်းတန်ပေါက်နေနဲ့ဘိုးရဲထက်ပို့ပြီးတော့ mobile မြင်းနဲ့အပြင်ပေါ်မှာတစ်ဖက်ကကျွန်တော်တို့ map ဆိုးမှုမှုကိုတော့ကောင်းကောင်းကြီးပို့ပြီးတော့ကြည်ပေးနိုင်တယ်ဗောနော်ဒီအချက်တွေကကျွန်တော်မေးထားလို့တော့မရအောင် Juno စတင်ပြီးတော့မောင်းထောက်တော့ခံလိုက်ရပြီဘိုးရဲတယောက်ထဲတော့ဖြစ်နေတယ်ဒီကို back up လဲပြီးပြန်လဲပြီးတော့လာကြည့်ရဲဂျားတန်းကနေမှာတစ CK အနေနဲ့ဘလိုင်းမှာတော့ရှိနေသေးရဲ့ဗျ flash ပညာဆိုးမှုကြိုးစားနေတယ်အေး OG จีพยามีดาวมีแต่เปล่าโอเวอร์ต้องเพยามจีทัดดาวสินั่นมันนี่กว่าเพื่ยนแต่ไม่กล้าใหญ่ยังมาที่เดียวโหนั่นมันซีแย่คิลิสบรีเราได้เกมแรกของทำพเชลเลยนี่มันน้องมันนี่กวตะกอนน้องมาซีเคยูกินนั่นตะกอน တတ်တာပိုင်သိမ်းလိုက်ရင်လည်း5 minute time ဟီဂီ3កောင်အထိပဲ10 seven ရယူခဲ့တာဗျာဘယ်တော့ 5v5 လုံးဝဒီအချိန်မှာ face to face ဆိုင်မိုးအတွက်မဖြစ်နိုင်တော့တဲ့အနေဒါတစ်ခုဗျာ message အနေနဲ့တော်တော်လေးကိုတော့ view site နေရတဲ့အချိန်တွေတစ်ခုမှာတော့ objective တွေပါထပ်ပြီးတော့ပေးထားရတယ်ပေးထားတဲ့အပြင်မှာ make it ဒါ first tower ကပေးလိုက်ရပြီဆိုတော့ buff တွေ buff တွေဆိုတော့တောက်လျှောက်စုသူလိုတော့ကျွန်တော်ကြည့်ခံရတော့မှာဗျာပွဲစားတွေကတစ်ဖက်က jungle zone ထဲမှာပဲပျော်ပါနေတဲ့10 seven ရဲ့ hero တွေဒီအချိန်မှာပို့ပြီးတော့ jungle zone တိုးလို့ရမယ်မဲကိုထိုးရဲ့60%လောက်ဒီသူတို့တေချာတော့ရှိနေပြီ လောဒီမာကင်ဖလက်ရှ်နေတော့သူရဲ့ဘလူးဘက်တိုင်မင်တစ်ခုမှာတော်လေးပြဿနာတက်နေအောင်တွေးရထိုင်ချွတ်မှာပေးထားတဲ့ဂျူနိုတက်လီကက်ပြပေးပေးမယ်လေ OP တော်တော်ကိုတောင်းတာဗျာရတော့ရပါသေးရဲ့ဘောနော်အဲ့တော့တစ်ဖက်ကနေပြီးတော့လင်းရှေကပေးထားရတယ်မခွန်အနေနဲ့တော်တော်လေးတို့ပြော့နေဗျာဒါပေမဲ့ front line ထဲမှာကောင်းကောင်းထောင်ထားတဲ့ဂျားထဲမှာလက်ခီခွန်ရဆက်တင်ပြီးတော့ဗျာရထားသေးတယ်အဲ့တော့မက်ဆီဘယ်တဲ့ဆိုင်မှုအတွက်ကတော့ထပ်ပြီးတော့စဉ်းစားအောင်ပဲဗျာ3 man ပါမယ်အမြဲတမ်းကြံနေရဆိုတဲ့အနေအထားတစ်ခုသူရဲ့ဘယ်တဲ့ setup တွေကိုစတင်ပြီးတော့ပြောင်းလဲမှာတော့ဖြစ်တော့မယ်ဟုတ်တယ်မက်ဆီဒီချိန်ထိမှာတော့သူရဲ့ကျွန်တော်တို့က mid ဒိုမီနီရှင်းကလည်းနေပါနေသလို HP လေးမှပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းခွန်အနေနဲ့6ခါလောက်ထိပါတောက်ထားမျိုးတွေ့ရတယ်ဂျူနိုတယောက်လုံးပဲခန်းကြီးလုံးမခံရတာလို့ကျွန်တော်တို့သတ်မှတ်မိပါဒီအချက်ကပဲမတစီဆိုတော့မကင်းတိုင်မှာဂျူနိုနဲ့ပြန်ကမ်းဘက်လာမလားဆိုတော့မျှော်လင့်ချက်တစ်ခုကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမယ် ဂျူနိုနေတော့သူရဲ့ first eye တဲ့ holy crystal တိုးတော့ညာလေတစ်ဖက်ကစီစီနဲ့ပြန်ရှင်ကြည့်မယ်ဆိုလို့ရှင်တော့ဂိုကတော့ quarter chat တစ်ခုတော့ရှိနေတော့မယ်ဗျာဟုတ်တယ် holy crystal တစ်ခုလောက်တော့ထွက်တော့ထွက်ထားရပေါ့နော်အဲ့တော့ဂျူနိုနေနဲ့ဒါ battle combination ပါမယ်ဆိုရင်တော့မှသူရဲ့ damage output တွေကိုတင်း impact ဖြစ်ဖို့အတွက်ဆိုရင်တော့တော်တော်လေးတော့လုံးယူအောင်မယ်ဗျာဒါပေမဲ့တစ်ဖက်ကနေပြီးတော့ဒါ war age တွေလည်းပြီးထားတယ်ဒီ giant မှာ hand strike တဝက်လည်းတည်ထားတယ် oracle လည်းတည်ထားရဲဆိုတော့ op နေနဲ့ဘာ performance တွေများရှိနေလဲ aog ရှိမြတ်ပဲအကုန်လုံးပေးထားတဲ့ဂျားထဲမှာမှတဆင့် ck ဒီခေါက်တော့ပြည့်ရပြီဗျာဟုတ် op Jarl McKinfla cũng lại diễn đi, McKinfla tuy ở rất là bực chán ông ấy, nằm ở tempo ထထောက်ဖို့ကြိုးစားမိလေဖာဆာအဲဆွိုက်လေးနဲ့ game flash နဲ့ပြန်ဘက်မှတော့ရအောင်ပဲ OP အပေါ်အင်တာထောင်းရုံမှာ pressure ပေးနေတဲ့ game flash ပတ်ချာ30ကြာမှတော့ CNC ကိုပြေးခဲ့ဖို့ကြိုးစားတာသို့တော်ညာလည်းတော်တော်လေးမလွဲနေတာတစ်ခုကြောင့်တော့ဟိုးနောက်ကိုပဲပြန် forward လာရတယ်ဗျာ OP ဒီနဲ့သွေးကြောက်ဖို့တော့မှတော်တော်လေးမလွဲတဲ့နေတာတစ်ခုမှတော့ bottom side မှာ lucky ဒီအော်ထဲကတော့ပိမိသွားပြီဆိုတော့ဒီတစ်ခါတော့ shut down တော့ဂျူနိုရလိုက်တယ်ဂျူနိုရလိုက်တယ်ဆိုတော့အချက်တည်ဒါတော်တော်လေးကတော့ကြည်ကောင်းတယ်လို့ပြောလို့ရမှာဗျာအဲ့တော့ objective fight ဆောက်ဖို့အတွက်ကတော့30 second time အတွင်းမှာတော့တန်ပေါ vision လေးကတော့သွားပြီးတော့ထောက်ထားတယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ medicine sticky form တစ်ခုကိုတော့တင်းဆက် 11ဒီအချိန်မှဂျန်ကလာမပါဘဲနဲ့ဖြည့်ရှင်းရမှာတော်တော်လေးတော့ risky တော့ဖြစ်တယ်ဗျာ။ဒီသူနဲ့ shutdown ပဲနှစ်ခုလောက်ရပြီးအချိန်မှတာတူ5ကိုချိုးသားနေတယ်။ OP ဂျူရို Yugi ရယူလိုက်စီတယ် Kim Flash တာတူရယူပြန်ပြေးဖို့ချိုးသားမယ်။လက်သန်းပေါက်ကို Yugi တကောင်ပြန်ရယူခဲ့နေတယ်။တသေးလုံးဝင်လုံးတဲ့တောင်တော့ခံနေရပြီ။4နောက်သေးဒီမှာ Kim Flash Ace Kill တော့ဖြတ်သွားသေးတယ်။ဒါပေမဲ့နောက်မရအောင်သေးရဲ။ Line အဆုံးတက်နေတယ်။ကြားထဲမှာ AOG နဲ့ဈေးရောက်ထိန်းခဲ့ရမယ်မလဲ။လုံးဝဖြတ်ဖို့အတွက် damage ကမလုံလောက်ခဲ့ပါဘူး။ကျွန်တော် CN ဒါ Flare ကနဲ့သွားပြီးတော့ကြိလိုက်တာတော်တော်လေးကိုကောင်းသွားရင်တော့ပြောရမယ်ဗျာ။ Kim Flash မရှိတော့တဲ့နေတာတစ်ခုတတဲ့ Object တွေလေးပြန်ပြီးတော့ရခဲ့တယ်ဆိုပြီးတော့ ီအချိန်မှာတော့တင်းဆဲပန်းရဲ့ front liner တွေကိုကြော်ဖို့တော်တော်လေးကိုခဲရင်းနေပြာ OP ပါ front line နဲ့ဝင်ပြီးတော့တိုးလို့ရနေရယ်ဆိုတဲ့အချက်ပေါ့နော်အဲ့တော့ lucky see အောင်ပဲပြေးပြီးတော့ကြီးရအောင်ပဲထပ်ပြီးတော့ပဲ that's right cmp လာကျွန်တော်ဘိုးရဲ့ထပ်ပြီးတော့ပထောင်းရပြန်ပြီဗျာကဲဘိုးရဲ့ထပ်ပြီးတော့ပေးတာတဲ့အချိန်တခုအပေါ်လုံးမပြည့်ကြီးမယ်ဆိုလို့ရှိရင် jason shin နေနေ hyuk လုံးဝကိုမပေးရမရသေးတဲ့အချိန်နေတဲ့အကိုတော့တွားတွေးရမယ်ဗျာပေါ်လိုင်းရဲ့ inner tournament ကိုဒါရှိအပိုင်းသိမ်းထားအနေနဲ့မထက်ပြီးတက်လာလို့စူးစမ်းမယ်နေတာတခုပါမကရှိရတော့ဖော်လန်းနဲ့အလဲထဲမှာပေးထားတာမျိုးတွေ့ရတယ်ဗျာဟိုလီရှိတွေကျွတ်ထားတဲ့အနေထားတခုမက်သစ်စီအနေနဲ့ဒီဖန်နင်းကိုပဲကောင်းကောင်းယူရ တော့ focus မှာတော့ရတော့မယ်အဓိက win dive တဲ့ damage တွေပေါ့နော်တန်ပေါက် op win လာတဲ့တွဲလုံးတွေပြီးတော့ ck အနေနဲ့ damage taken တွေအကုန်လုံးလိုက်ယူပေးနေတယ်ဒီ giant မှာမှတစ်ဆင့်နောက်ကနေပြ follow up ပါလာတဲ့ cn နဲ့ lucky တို့ရဲ့ damage တွေကလုံလောက်မှုရှိနေရယ်ဆိုတဲ့အချက်ဒီအတင်းဆဲပန်းကိုဒီ game 3တစ်ခုလုံးကကြီးလို့တော့ကောင်းနေသေးတယ်ဗျာဟုတ်တယ်တင်းဆဲပန်းဒီချိန်ထိမှာတော့ကျွန်တော်တော်တော်လေးတာနေလို့ပြောရမှာပဲ9 minute time မှာ 6.4k ဆိုတဲ့ goal လीတော်တော်လေးတော့များနေတော့မယ် juno အနေနဲ့လည်း hugh ကြီးရထားဝဲမယ်လေသူးစီရခေးလေပြန်ပေးထားတာမျိုးလေတွေးထားရတယ်ဗျာ holy cross နဲ့ထည့်ထားတယ်ပြီးတော့လို့ရှင့်အာ game boost နဲ့ဆိုတော့သူးစီရ major damage ကတော်တော်လေးများ ားတယ်ဆိုတော့ညာလေသူ့အနေနဲ့ကတော့ကျွန်တော် durability ပိုင်းဆိုင်မှာအားတစ်ချက်တစ်ခုတော့ရှိနေဦးမှာပဲဗျာ။ OP လည်းတီးတော့တီးတယ်ဗျာနော်။ကျွန်တော် player ချင်းချင်းကတော့ gate ဆန်လေးတွေ taste လုံးနေတဲ့အနေဒါတစ်ခုမှ10 7အနေနဲ့ battery setup ပြန်လည်းပြီးတော့တဲလာနေပြီ။ဒါပေမဲ့ CC troll လေးကို CC ပြစ်နေတဲ့အနေဒါတစ်ခု junior လေးကတော့လမ်းပြီးတော့ပိန်ထားတယ်။တန်ပေါက်တီးတော့တီးတယ်ဆိုတော့ applicable တွဲသွားတယ်ဗျာ။ applicable ကမိရယ်ဆိုရင်တန်ပေါက်ပြတ်သွားဖို့က troll လေးကတော့ chance များပါတယ်။ဒီဘက်မှာလည်း corner နေတော့ပြန်ပြီးတော့ back line နဲ့ဝင်လာဖို့ကစူးစမ်းနေနေတာ။ဟိုတော့မလဲ CK juniors နေနေတော့ damage control ပြန်ယူဖို့စူးစမ်းနေတယ်။ဒီဘက်မှာလည်း OP ဘယ်တောင်မှညာတောင်မှနေဖြတ်ဝင်လာဖို့တော့10 7စူး းသားအနေနဲ့အနေအထားတစ်ခုတော့တွေ့ရလိမ့်မယ်။ဒီမှာတော့ King Flash ဂျားထဲမှာတော့ညံ့နေရဲဆိုတော့ညာလေးပန်ချာလေးဆွဲပြီးတော့ပြေးတော့ထွက်သွားပါသေးတယ်။ဂျော် King Flash ကိုပဲလိုက်ကြည့်ဖို့အတွက်မြတ်ချိနေတာလားပေါ့နော်။ဒါပေမဲ့ဒီအချိန်မှောင်း Twin 7အနေနဲ့ဗတယ်မဆိုင်ဘဲနဲ့ Low position ကိုသွားပြီးတော့ hold လိုက်မယ်ဆိုရင်တော့တော်တော်လေးတော့အဆင်ပြေသွားပြီ။ဒါပေမဲ့ Method C ဘက်ကနေပြီးတော့တကယ်တမ်းချိမယ်ဆိုရင်တော့ Frog Control Spell ကြီးလောက်တယ်လို့ပြောလို့တော့ရတယ်ဗျ။အဓိက Instant မပြတ်နေတဲ့အခြေအနေတွေကိုသူတို့ရင်ဆိုင်နေရတယ်။ဒီအချိန်မှောင်း Law Dance တစ်ခုတော်တော်လေးတော့သွေးတော့တော်ကိုင်းနေပြီ။ Method C ဝင်တိုးလာဖို့အတွက်မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားတစ်ခုမှတော့ဒီအချိန်မှာ Defend ကိုပဲပြန်လှည့်ပြီးတော့ရွေးချယ်လိုက်တာ။ Method C ပဲဗျ။ Method C Defend ကိုပြန်ရွေးချယ်ထားတဲ့အနေအထားပါ။ in flash နေတော့သူရဲ့ rap back ကိုရအောင်သာထားနေပဲဖန်ချန်တစ်သိန်းတော့ပြန်ပြတ်ထားသေးတယ်ဟိုးတော့မှာတော့ op ဟိုးတော့ tap out လမ်းထောက်တာရဲ့ဂျာမတ်ဂျူနို pick up ပါလဲပြန်လုတ်ပေးထားရဲ့ဂျာမတ် tap out over insane ဖြစ်သွားတဲ့အချက်တစ်ခုကြောင့် hugi ပေးလာပါပြီအရင်ဆုံးတယောက်တည်းကြိုဝင်သွားတယ်ဆိုတော့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ထပ်ပြီးတော့ AOG ပြန်ပေးထားတယ်တယောက်မှတော့မမီတော့ဘူးဒါပေမဲ့ဖိုးရဲ့ damage တိတ်ကန်းနေလုတ်ဖို့အတွက်ကတော့နိုင်ငံလိုအပ်ချက်လေးတော့ရှိနေရပြဒါပေမဲ့ team mate တွေရှိနေရဆိုတဲ့အချက်ပေါ့နော်ဒီအချက်ကြောင့်ပြန်လဲပြီးတော့လွတ်မြောက်သွားခဲ့တယ် high ground တက်ဖို့အတွက်တင်းဆဲသန်းထပ်ပြီးတော့စဉ်းစားအောင်ပဲဗျ MSC 4 member loss sticky ဖြစ်နေတဲ့အခြေအနေတစ်ခုတင်းဆဲသန်းထပ်ပြီးတော့ high ground တက်ဖို့အတွက်ကတော့ကြည့်နေပါသေးတယ်5 v ဖုန်းပကြွေးချင်းမှာတော့ OP UO Blaze လေးနဲ့ live ပြေးနေတဲ့တောင်တော့ Game Flash ခံစားနေရတော့မယ် faster edge right ဒီပြန်ဟန်ထားပါမယ်လေဘိုရဲနေပြန်ပြထောက်ပေးထားတယ်ခွန်းပြေးဖို့လာဖို့ကြိုးစားပါမယ်လေတော်တော်လေးကို squishy ဖြစ်နေရမျိုးတော့တွေ့ရတယ်ဗျာတကယ်လို့ instant ပြတ်တယ်ဆိုတဲ့အခြေအနေတွေအရရအားလုံးတော့တင်းဆဲမပိုင်ဆိုင်ထားရတယ်ဗျာအဲ့တော့အောက်ကနေပြီး holy shield လေးတစ်ချက်ကိုသာထပ်ပြီးရားလိုက်မယ်ဆိုရင်တော့ throw ready ဒီအချိန်မှာ high ground တက်ဖို့အတွက်ကတော့တော်တော်လေးကိုခွင်လန်းတော့များပါခဲ့ပြီထပ်ပြီးတော့ jump ပေါက်ပါလာတဲ့အနေထားတစ်ခု flicker တော့မရှိဘူးပေါ့နော်အဲ့တော့ dive for အတွက်ကတော့ risky တော့နည်းနည်းလေးတော့ဖြစ်မယ်ဒါပေမဲ့ juno မှာလည်း dirty cash မရှိရဲဆိုရင်အနေထားတစ်ခုတော့ CK ကောင်းကောင်းပြီးတော့အုံးချပြီးတော့ damage တိတ်ကန်းနေတော့ဝင်လို့ပေးနေပြီဗျာ CK damage တိတ်ကန်း troll လေး ားကောင်းတာမျိုးလည်းတွေ့ရတယ်ဗျ Game Flash နဲ့ Panther ဆွဲပြီးစီရန်နောက်ပြေးခတ်ဖို့ကမလွယ်လိုက်ဘူးဗျ Is ready ဂျားထဲမှာတော့ Metacy တဖန်ဖို့တော့ခဲခဲတပဲရုံးကန်နေရတာမျိုးတွေ့ထားရတယ်ဒီချိန်ထိမှာတော့ TN7 အနေနဲ့ Megan 2ရဲ့90%လောက်ထိပါသူတို့သိမ်းပိုက်လို့ရနေပါပြီ 我做第一年的时候都是白嘛呗，他反扑我这边，都是全部都是第的要回家。哦喂喂，乃妹，一路冇你咪土咯啊！你冇得钱啊，买点 ninety 八三老股咯，送我他个，比如就是偏色板的，偏要干巴耍的，不能等你半年，偏下水的，钱你提前的冇冇得钱呢？偏要等你半年，上哪样老多咯？钱啊，使得冇得熟的，乃妹，你赶紧办一张嘞，使得你要交纳的人呢？哎呀，办一张嘞，代表一路冇钱咯，代表担保一路冇钱那么不搞点熟钱的，乃妹，偏盘补我赚翻工头嘛，八点熟的，你难道冇担保股偏补赚两百冇啦？担保做了就要扛住。 လို့လာပဲမလဲတစ်ဖက်မှာ damage ကတော်တော်များတယ်ခွန်းအဆုံးသက်လိုက်တယ်ဗျဟိုတော့မှ Yuzhen Shin lucky ပါပြေးတက်လာနေရဲ့ကြမှာခွန်းချာမှာတော့ညက်သွားနေတယ်ဗျ Yuzhen တကောင် one for one trade တော့ပြတ်ပေးလာပြီဗျာခွန်းကအားလီတဲ့ဟိုကကြိုးချိန်နေနေထားနေဆိုတော့ဒီအချိန်အထိကိုကျွန်တော်တော်တော်လေးကိုတော့တိတာတယ်ဗောနော်သူအနေနဲ့ကောင်းကောင်းယူမှာမနိုင်ဘူးဆိုတဲ့အချိန်နေအရရအားလုံးဒီကျွန်တော်ပြင်းဆန်ဘက်ကနေပြီးတော့သွားပြီးတော့တာနေခဲ့တယ် OP ကိုထိန်းဖို့အတွက်ကလည်းဒီအချိန်မှာတော်တော်လေးကိုတော့ခက်ခဲနေပြီ applicable ပေးထားတယ်နောက်ကနေပြီး follow up လာဖို့အတွက်ကတော့ခက်ခဲနေရဲ့ဗျာအဲ့တော့ log objective 5ကိုပဲနှစ်သိန်းလုံးပြန်ပြီးတော့စောင့်ရမယ်ပုံစံလေးပါပဲ10 7ဒီချိန်ထိမှာ network gap ပြီးရတော့ တ်ထောင်ကျော်လောက်ထိပါတားနေတယ်။သို့သောညာလည်းမတစီသူတို့ရဲ့ကောင်းမွန်တဲ့အချက်တစ်ခုအရာပြန်ကြည့်မယ်ဆိုလို့ရှိရင် Juno Nova Cup မှာတစ်ဖက်ကဂိုးလေးနဲ့ရှင်မယ်ဆိုလို့ရှိရင်အရင်မကွာသေးတဲ့အချက်လေးကိုတွေးရလိမ့်မယ်။ Nico ရဲ့ Milan Kimmi ဒီလည်းဒီချိန်ထိမှတော့အလုပ်တော့ဖြစ်နေတော့မယ်။ ဖာဆာအက်စရိုင်းနဲ့ဟန်တဲ့အချိန်မှာတော့တစ်ဖက်မှာတော့ဂင်ဖလက်ပြီးတော့တက်သွားပေမဲ့လည်းဟိုးတော့မသိရန်အလိုက်တင်လေဖလက်ကတိုင်းမင်းနဲ့ပြန်ပတ်ထားပါသေးတယ်စီယန်ဖလက်ကတော့မရှိဘူးဒီအချက်ကိုတုံးချပြီးတော့ပဲနည်းနည်းလေးများစတိုက်ဖလားဒါမှမဟုတ်စဉ်းစားကြည့်မလားဆိုတော့မက်သစီဘက်ကိုတော့ကျွန်တော်ပြန်ကြည့်ရမယ်ဗျဒါပေမဲ့အဲ့လို CKE ကိုလည်းဖြတ်ဖို့အတွက်ကတော်တော်လေးကိုတော့ခဲရင်းနေတယ်ဒီကောင်လေးနဲ့ damage output တွေလုံးလုံးကိုပိုင်ဆိုင်အောင်ဆိုတဲ့အခြေအနေပေါ့နော် damage တွေ damage တွေအများကြီးလောက်ခဲ့မယ်ဆိုရင်တော့ဒီအချိန်မှာ pace to pay ကကောင်းကောင်းယူတော့ဆိုင်လို့တော့ရတယ်ဗျာအဲ့လို OP ပျောက်သေးပဲနောက်ကနေပြတန်ပေါင်းတဲ့ဂျူရို12လုံးလေးဖတ်တီးဖို့အတွက်ကတော့စူးစမ်းနေတယ်တန်ပေါင်းမှာတော့ sandstone ကတော့ရှိတယ်ဗျာအဲ့တော့ဘယ်လဲစကျင်တော့စောက်ရရ open တပီတော့ကာတင်ကောပြေးလိုက်ဇာတ်မကျွန်းတော့တမ်းပြီးတော့ထောင်းခဲ့ရပြီအလဲမော်တော့တန်ပေါက်ထိန်းလိုက်ဇာတ်မှာတော့ခွန်မှာထက်ကြွားရဲမက်သစီ gain number 3ကို defending low ball အတွက်ဖြစ်နိုင်မအောင်မလားဆိုတော့ကြည့်ရအောင်ပဲဗျာဟိုတော့ရောပကြံတော့တဲ့အချိန်တခုတော့မှလက်တင်7တောက်ချောပြန်ပြေးတက်လာဖို့ခရီးတအုပ်ကလည်းမင်းလေးကနေတက်လာနေပြီဗျာ မသစီတုံးရောက်တဲ့နဲ့ defend မဲ့အချိန်တခုမှတင်းဆဲပန်သူတို့ low ပဲပြ focus မဲ့နေထားလို့ပြန်ရွေးချယ်လိုက်ပါပြီဟုတ်တယ်အမှားတစ်ခုကိုမှလုံးဝအပါမခံအောင်ဆိုရဲတင်းဆဲပန်ဒီအချိန်မှာ shell one မှာရှိနေတယ်သူတို့တွေဒီဘာကြောင့်ရှိနေလဲဆိုတော့ကောင်းကောင်းယူတော့တက်တေပြနေပြီ Hero K 21 7နဲ့73မိနစ် time in အတွင်းမှာ low objective နောက်ထပ်တစ်ခုနဲ့အတူပဲ Mathis ကိုတော့ထပ်ပြီး pressure ပေးပါအောင်မယ်ဗျာဒီချိန်ထိမှာတော့ Mathis သူတို့ timing လေးကတဖြည်းဖြည်းနဲ့ရောက်လာဖို့အတွက်တော့နည်းလေးနောက်ကျနေတယ်လို့ပဲပြောရလိမ့်မယ်ဘိုးရဲပြန်ပြထောက်ပြထားကြမှာတော့ Father Air Strike လေးနဲ့ပဲ King Flash Blight Control ဝင် ာပဲမလဲ damage shot ကတော်တော်ကိုနဲပါနေတာဘိုးရဲ့ တက်ပြီးတော့ AOG ပေးထောက်မြင်တဲ့ damage အကုန်စားသုံးပြီးတော့တက်ပြီးတော့ Hugh ပေးလာကြမှာပြီ။ဟိုရင်နောက်ကနေပြီးတော့ကျွန်တော်လိုက်လာနိုင်မဲ့ crowd control တခုမရှိနေသေးတာတော်တော်လေးတော့ခဲရင်းနေ CKO ဖြတ်ဖို့အတွက်ကလည်းဒီအချိန်မှာဘလုံးမှမဖြစ်နိုင်တော့ဘူးဆိုတော့ဆဲသန်တယ်။တက်ပြီးတော့ဒိုင်အောင်မယ်ဗျာ။အဲ့တော့ Messi ပြန်ပြီးတော့ defense တခုတော့ကျွန်တော်မြင်တွေ့ရအောင်မယ်။နောက်ကနေပြီးတော့ Nico Juno ဘယ်လောက်ထိမှ performance ပြနိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာ။အဲ့တော့ free wave play တွေ the wave ပဲ။ဒီ the wave ရှင်းပြီးဝင်တော့သူတို့ဘွေရဲကိုစောင့်ဖို့အတွက်ကတော့ game stand နေအများကြီးတော့အချိန်တွေဝင်နိုင်လိမ့်မယ်။အဲ့တော့ lucky wa a စပကနေ the CN device ထည့်ထားတဲ့ channel တန်ပေါက်ဝင်တော့ထိုက်ထားတယ်ဗျာ။ဒါပေမဲ့ dynamic dash လွတ်လိုက်တာတော်တော်လေး တော့ဆောင်းရတယ်เนาะဒါလီကန်ရှင်းလို့လိုက်တဲ့ချိန်တစ်ခုမှာတော့လော့ဒီချိန်မှာပြန်ရောက်လာနေတာတစ်ခုကလော့နဲ့တူအမ်မိုတော်လက်ကီဘလိုင်းနဲ့ဝလာမချိုးသွားမလဲခိုးလက်ကီကိုဦးလီပြီးတော့ထိန်းထားသေးတယ်ဟိုနမအက်စကူရှင်းနဲ့ကင်ဖလရှ်လက်ကီတော့ပြန်ရောက်မလဲလော့ရဲ့ရိုက်ချက်တင်ကြားမှာတော့မက်သီကေအိုတော့အခက်လာပြီဖြစ်ပါတယ်တင်း7အနေနဲ့တော့ဒီအချိန်မှာ2ဝဲဆိုတဲ့ပုံစံမျိုးနဲ့9ပွဲကိုထပ်မံပြီးတော့ဦးဆောင်သွားနိုင်ခဲ့ပဲဖြစ်ပါတယ်ဟာတောက်ချလိုက်ပြီကြောက်တောက်ချပလိုက်ပြီပေါ့နော်အဓိကကျတော့အဓိကကလည်း law objective မလာခင်အချိန်အတွင်းမှာ daily cash လွတ်သွားတယ်ဆိုရင်တစ်ချက်ပေါ့နော်အဲ့ဒီတစ်ချက်ကတော့တော်တော်လေးကတော့အထိနာအောင်အားစီတယ်လို့မြင်တွေ့ရတယ်ဗျဒီက spec